software တခုလိုအလားလိုဝယ်လိုက်တယ်ဆိုပါတော့ပြီး install လုပ်ခါနေဟို terms and conditions ဆိုလာကြီးတော်လာရောဟုတ်တယ်ဟုတ်တယ်အဲ့ဒါကလေအင်းအချင်းမရှိတာလည်းပဲဖြစ်ဖြစ်ရှေလုံးလိုပဲဖြစ်ဖြစ်အောက်ဆုံးတီ scroll ဆွဲပြီး agree ပဲနှိပ်လိုက်ရောအဲ့လိုမျိုးဂျုံခုကြမှာပါအမှန်ပဲအဲ့ဒီမှာတင်အအတီးစိတ်မဖတ်မိလိုက်တဲ့စီကန်းချက်တခုကနောက်ပိုက်ကိုတအခြေချခေါင်းခဲဆရာဖြစ်သွားနိုင်တယ်ဟုတ်ပါ ဒီနေ့တော့အဲ့ဒီလိုရှုပ်ထွေးနိုင်တဲ့ software ဝန်ဆောင်မှုသဘောတူညီချက်တွေရဲ့အတွင်းချက်ကြအချက်လက်တွေကိုပေါ့နော် Kitty SS မှု company ရဲ့ဝန်ဆောင်မှုစည်းကမ်းချက်တွေကိုနမူနာအနေနဲ့လေ့လာကြည့်ကြမယ်လေသူတို့ kittyss.com dc မှာဖော်ပြထားတာပေါ့အော်ဟုတ်ကဲ့ Kitty SS ကိုနမူနာထားပြီးကြည့်မှာပေါ့ဟုတ်ပါလေသူတို့ရဲ့ offline နဲ့ online software တွေတော့မတူညီတဲ့မူဝါဒတွေရှိတယ်အထူးသဖြင့်အဲနစ်စင်ပြုပြင်ချိန်ထိန်မှုစားကြုပ် NUM maintenance contract ပေါ့ AMC လို့ခေါ်ကြတယ် ဲ့ဒီအပိုင်းတွေကိုတေးကြအစမ်းစစ်ကြည့်ကြမှာပေါ့အင်းအင်းဒီသုံးသက်ချက်က KDMS 3ဆွဲဆိုတဲ့တော့ပဲမဟုတ်ဘူးနော်ဘယ် software ဝင်ဆောင်မှုမျိုးကိုမဆိုအကဲဖက်တော့မယ်ဆိုရင်ဘာတွေကိုအတိတ်ကကြည့်တယ်လဲဆိုရဲလိုင်းညွန်တခုလိုမျိုးအသုံးဝင်ပါလိမ့်မယ်စိတ်ဝင်စားစရာပဲဆိုတော့ဒီနေ့အဓိကဆွေးနွေးမှာကအဲဒီစည်းကမ်းချက်တွေကဘာလို့အရေးကြီးတာလဲဟုတ်ကဲ့ပြီးတော့ KDMS ရဲ့ offline software တွေဘလို့အထောက်ပံ့တွေ AMC အတေးစိတ်တွေရှိလဲဟုတ်ကဲ့ online software အတွက်ကတော့ဘလို့ကွာခြားသွားလဲ နောက်ဆုံးအနေနဲ့ကတော့သုံးဆွဲသူတွေအောင်အနေနဲ့ကိုယ့်ရဲ့တာဝန်တွေကဘာဖြစ်မလဲဒါတွေကိုရှင်းရှင်းလင်းလင်းတီးတောင်းဆွေးနွေးကြမယ်ပေါ့နော်ကောင်းပါလေကဲပထမဆုံးအနေနဲ့ဘာကြောင့်ဒီစီကန်းချက်တွေကိုတေချာနားလဲဖို့လိုအပ်တာလဲဆိုတာနဲ့ဆက်လိုက်ကြအောင်အဓိကအကြောင်းရင်းကတော့ kissismans ပကပြောထားတာကလေပွင့်လင်းမြင်သာမှုရှိပြီးတော့အပြန်လန်နားလဲမှုယုံကြည်မှုတွေနဲ့ဒီဆောက်ထားတဲ့ရေရှည်ပူဖောင်းဆောင်ရွက်မှုမျိုးတို့ကလိုချင်လို့ပါပဲအင်းဟုတ်ကဲ့ ဒီအစည်းအဝေးချက်တရားကုမ္ပဏီနဲ့သုံးဆွဲသူကြားကကစားဖွဲစီမင်းနေလို့ပြောလို့ရတယ်။အော်ဟုတ်ကဲ့စီမင်းနေပေါ့။ဟုတ်ကဲ့ဘဒူကဘာလို့ပြိမယ်ဘဒူမှာဘာတာဝန်ရှိတယ်ဝင်ဆောင်မှုကဘယ်အတန်းတားအထီလဲနောက်ဝေပေးခြင်းမှု data လုံချုံရေးကိစ္စတွေအမ်ပြဿနာချင်းဘလို့ဖြေရှင်းမလဲဆိုတာတွေကိုကြိုတင်သတ်မှတ်ထားတာပေါ့လေဆလိုတာကဒီစီမင်းလေးကိုကြိုလာလေထားရဲ့နောက်နှစ်ချိန်ပြောတော့ကဒီလိုမဟုတ်ဘူးဆိုတာမျိုးတွေရှောင်လို့ရတာပေါ့အမှန်ပဲ အတိအကျပါပဲ။နှုတ်နှဖက်ရဲ့အခွင့်အရေးနဲ့တာဝန်တွေကိုရှေ့ရှေ့လေးလင်းထိထားခြင်းအပြင်နားလည်မှုလွယ်မားတာတွေအငင်းပွားမှုတွေကိုအများကြီးရှော်ချနေတာပေါ့။ဒါကရေရှည်မှာနှဖက်လုံးရဲ့ကျူးစိပွားကိုကာကွယ်ပေးတယ်။ကောင်းပြီဒါဆိုရင် Kiri Songs ရဲ့ offline software တွေသူတို့ရဲ့အထောက်ပံ့နဲ့ AMC အချောင်းကိုစက်ကြည့်ရအောင်သူတို့ဘယ်လိုမျိုးကူညီပေးလဲ။ဟွန်းတဘို့တူထားတဲ့စီကံချက်တွေရဆိုရင်တော့ software ပန်းဆိုင်ရာနည်းပညာအကူအညီတွေကိုအဓိကပေးပါတယ်။ဥပမာပြောရရင် awaiting signal လေး remote access တုံးပြီးတော့ installation လုပ်ပေးတာမျိုး။အော် remote နဲ့ပေါ့။ဟုတ်တယ်။ပြီးတော့ software မှာရှိနေနိုင်တဲ့ bug တွေကိုပြင်ပေးတာ။တုံးဆွဲရင်ကျုံရတဲ့နည်းပညာပိုင်းအခက်အခဲတွေကိုဖြေရှင်းပေးတာမျိုးပေါ့။ဟုတ်ကဲ့။ဒါပြင်တုံးဆွဲသူရဲ့လုပ်ငန်းလောချက်အရာလဲပေါင်းချပုံစံတော့ report ပုံစံတွေကိုအသေးစားပြင်ဆင်ပေးတာမျိုးလည်းပါဝင်တယ်။음음ဒီဝန်ဆောင်မှုတွေကပထမနှစ်ဝယ်ယူမှုနဲ့အတူပါတဲ့ warranty ဒါမှမဟုတ်နောက်ပိုင်းဝယ်ယူထားတဲ့ AMC ကာလအတွင်းမှာအကျွမ်းဝင်ပါတယ်။음 ပထမနေ့ဒါမှမဟုတ် AMC အတွင်းပေါ့ဒါဆဘာတွေကိုလို့သူတို့လုံးဝတာဝန်မယူတာလဲဒါကပိုအေးကြီးမယ်တင်တယ်ဟုတ်ပါတယ်အဲ့ဒါကပိုအေးကြီးတယ်အဓိကသတိပြုရမှာက hardware ပိုင်းဆိုင်ရာပြဿနာတွေဥပမာ computer တို့ printer တို့ပြတ်တာမျိုးပေါ့အော်ဟုတ်ကဲ့ hardware မပါဘူးပေါ့ဟုတ်တယ်ဒါတွေကိုလုံးဝတာဝန်မယူပါဘူးနောက်ပြီး software ကစီးရင်ကန် software ထည့်ရင်တော့စီးရင်ကန်ပညာရပ်ဆိုင်ရာအကျံပေးတာမျိုးမပါဝင်ပါဘူး อืมဟုတ်ကဲ့လို့ရင်တော့တရားငွေပေးချေပြီးအဲ့ဒီဝန်ဆောင်မှုကိုရယူနိုင်တယ်လို့တော့ဖော်ပြထားတယ်။နောက်တစ်ခုအရေးကြီးတာကသုံးစွဲသူရဲ့ပေါ်ဆမှုကြောင့်ဖြစ်တဲ့ပြဿနာတွေပါ။ဥပမာ data backup ကိုပုံမှန်မလုပ်လို့ data ပျောက်ဆုံးတာမျိုးပေါ့။ data လုံခြုံရေးကသုံးစွဲသူရဲ့တာဝန်သားဖြစ်တယ်လို့သူတို့ကအတိအလင်းဆိုထားတယ်။ဟုတ်ပါပြီ။ကိုယ့်ရဲ့ important data တွေကိုကာကွယ်ဖို့လုံခြုံစိတ်ချရတဲ့ cloud storage တွေဥပမာ OneDrive တို့ Google Drive တို့ Dropbox တို့လိုနေရာတွေမှာပုံမှန် backup လုံထားဖို့လမ်းညွှန်ထားတယ်။အင်းအင်းဆိုလိုတာက software company ကကို data တွေကိုထိမ့်သိမ်းပေးဖို့တာဝန်မရှိဘူးကိုဘာသာကိုတာဝန်ယူရမယ်ဆိုတဲ့သဘောမျိုးပေါ့လေ။နောက်တစ်ဆင့်ဝင်စားစရာတွေ့လာက software ကို assist ရောင်းတယ်ဆိုတဲ့အချက်ပဲ။ဒါရဲ့အသေးပေကဘာလဲ။လက်တွေ့မှာဘလို့တက်ရောက်မှုရှိနိုင်မလဲ SE ဆိုတာကလက်ရှိရှိနေတဲ့အခြေအနေတိုင်းရောင်းချတာကိုဆိုလိုတာပါဒါကတော်တော်ရည်ကြီးတယ်နော်ဟုတ်ကဲ့ ဆိုလိုတာက software ကိုဝဲလိုက်တဲ့အချိန်မှာရှိနေတဲ့အားနည်းချက်တွေချိုးယွင်းချက်တွေအပါဝင်အကုန်လုံးကိုလက်ခံလိုက်တာနဲ့အတူတူပဲဥပမာအင်းဒလုံးကို s is where the lobo နောက်မှာတွေ့ရှိတဲ့ပြင်ဆင်စရာတွေကိုဝယ်သူကတာဝန်ယူရသလိုမျိုးပဲအော်ဟုတ်ပြီဟုတ်ပြီဒီချစာချုပ်ချုပ်ဆိုထားတာမျိုးမရှိဘူးဆိုရင်ဝယ်ပြီးနောက်မှာကိုလိုချင်တဲ့ပုံစံပြောင်းပေးဖို့တူအကြီးစားပြင်ဆင်ပြောင်းလဲမှုတွေ custom development လို့ခေါ်တာပေါ့အဲ့ဒါဒီလိုပေးဖို့ company မှာတာဝန်မရှိဘူးอืม ဒါကြောင့်ဝေမေလို့မဆုံးဖြတ်ခင် demo version ကိုတေချာစမ်းတက်ဖို့အရန်ရန်ရေးချီပါတယ်ဟုတ်ပြီ demo တေချာစမ်းဖို့လို့မယ်ကဲ AMC ကလည်းကုံလွိုင်းရောအထောက်ပံ့ဆက်လို့ချင်ရင်ဘယ်လိုလုပ်ရမလဲအဲ့ဒါကလေ AMC ကလည်းလွင်ဝန်ဆောင်မှုလိုအပ်လာပြီဆိုရင်ပေါ့နော်ဝန်ဆောင်မှုကိုအင်းကြိုးတင်ပေးချေရမယ်လို့ဆိုပါတယ်ငွေကြိုးမပေးရင်တော့အထောက်ပံ့ပေးဖို့ရင်းပယ်ပိုင်ခွင့်ရှိတယ်လို့ဖော်ပြထားတယ်ဒါကလေးကြိုးတင်တည်ထားတဲ့အချက်တစ်ခုပေါ့နောက်ထပ်တတိထားရမယ့်အချက်တာတာဝန်ယူမှုကန့်သက်ချက် liability limitation လို့ပြောကြတာပေါ့ data ဆုံရှုံမှု software ချုပ်ရွေးမှုတွေအတွက် company ရဲ့တာဝန်ယူမှုကအကန့်အသတ်ရှိတယ်ဆိုတာကိုလည်းရှင်းရှင်းလင်းလင်းပြောထားတယ်ဒါနည်းနည်းတော့စိုးရိမ်ရမကောင်းဘူးလားဒါကဒီလိုစာချုပ်တွေမှာတော်တော်များများတွေ့ရတတ်တဲ့အချက်တစ်ခုပါပဲ software ကြောင့်တိုက်ရိုက်ဖြစ်စေတွဲဝိုက်ဖြစ်စေဖြစ်လာနိုင်တဲ့ပျက်စီးဆုံးရှုံးမှုတွေဥပမာလုပ်ငန်းအခွင့်အလမ်းဆုံးရှုံးမှုတို့အမြတ်ငွေနှင်လာမှုတို့အတွက်ပေါ့လေဟွန်းသူတို့ရဲ့တာဝန်ယူမှုအကန့်အသတ်ကို ငွေကြေးပမာဏတစ်ခုခုနဲ့ကန့်တတ်တာမျိုးဒါမှမဟုတ်လုံးဝကန့်တတ်ထားလည်းရှိလေခီတီဆင်းစ်ရဲ့စီကန်းချက်ဒီမှာလည်းဒီလိုကန့်တတ်ချက်ပေါင်းဝင်ပါတယ်ဟုတ်ကဲ့ဒါအပြင်အငင်းပွားမှုတစုံတရာဖြစ်လာခဲ့ရင်အိန္ဒိယမိုင်ကဟိုက်ဒရာဘတ်မြို့ကတရားရုံးရဲ့စီရင်ပိုင်ခွင့်အောက်မှာပဲဖြည့်ရှင်းရမယ်လို့သတ်မှတ်ထားတယ်အော်ဟိုက်ဒရာဘတ်မှာပေါ့ဟုတ်တယ်တန်းကတခြားနိုင်ငံကအုံဆွဲသူတွေအတွက်ဆိုရင်အစင်မပြေမှုတွေကုန်ကြစိတ်များတာလေးဖြစ်စေနိုင်တဲ့အချက်ပဲ။ ကဲဒါဆို offline software ရဲ့အတွက် AMC ရဲ့အသေးစိတ်အချက်လက်တွေကိုအမ်ပို့ပြီးစမ်းစစ်ကြည့်အောင်ပထမနှစ်ဝယ်တော့ကတော့ပါပြီးသားဆိုပေမဲ့ဟုတ်ကဲ့နောက်နှစ်တည်းအတွက်သက်တမ်းတိုးမယ်ဆိုရင်ရောဘာတွေအတိအကျရနိုင်မလဲ AMC ဆိုတာကလေအခြေခံအဖြစ်ပထမနှစ် warranty ကုန်သွားပြီးနောက်မှာစပီဝယ်ယူနိုင်တဲ့ဝန်ဆောင်မှုအစီအစဉ် service plan လို့မြင်လို့ရတာပေါ့ကားအသေးဝယ်ရင်ပထမနှစ်အခမ service ပါလာပြီးနောက်နှစ်တည်းအတွက် service plan ထပ်ဝယ်ရတယ်လို့မျိုးပေါ်လဲအော်ဟုတ်ကဲ့ ဥပမာကောင်းပါတယ်။ GTMS ရဲ့ offline AMC မှာ အရင်ပြောခဲ့သလိုပဲနှီးပညာအထောက်ပံ့ bug fixing တို့ remote assistance တို့ပေါ့ပြီးတော့ awaiting installation အကူအညီသုံးဆွဲသူလိုအပ်ချက်အရာပုံကြား report အသေးစားကင်းစင်မှုတွေပါဝင်တယ်။อืมဒါရမဲ့အရေးကြီးတာကဒါတွေအားလုံးကို awaiting online စနစ်နဲ့ပဲပေးတာနော် hardware ပြဿနာတွေလုံးဝမပါဝင်ဘူးဟုတ်ကဲ့အဲ့ရှင်းပါတယ် တန်ဆွေတို့ဘက်ကတာဝန်တွေငွေပေးချေမှုနဲ့ကန့်တချက်တွေကိုပို့ရှင်းအောင်ဖျောက်ပြပါအောင်တန်ဆွေတို့ဘက်ကအဓိကတာဝန်ကတော့ထုံးစံအတိုက်ပဲ data backup ကိုပုံမှန်လုပ်နေဖို့ပါပဲဒါကတော့ထခါထခါအလေးပေးပြောဟာတွေ့ရတယ်ဟုတ်ပြီ backup ကအရေးကြီးဆုံးပဲဟုတ်တယ်ပထမနဲ့ပြီးလို့ AMC တက်တန်းတိုးမယ်ဆိုရင်နှစ်စင်ကြိုတင်ငွေပေးရှေ့ရပါတယ်ကန့်တချက်အနေနဲ့ကတော့ကြိုတင်သဘောတူထားတဲ့ဘောင်းချာ report ပြင်ဆင်မှုကလေးရင်း တခြား software customization တွေကို AMC အောက်မှာလုပ်ပေးမှာမဟုတ်ဘူး။ဟွန်းအဲ့လကားမရဘူးပေါ့။ဟုတ်တယ်။တခြားသဘောတူညီမှုနဲ့အခက်ချင်းငွေပေးမှထားရမယ်။ပြီးတော့ hardware ချုပ်ရင်းတာတုံးဆွဲတူပေါ်စားလို့ data ပျောက်တာမျိုးတွေကိုလည်း AMC ကအကျုံးမပေးတော့ဘူး။ license ကိစ္စကလည်းတော်တော်တင်းကျပ်ပုံပဲနော်ကွန်ပျူတာတလုံးအတော့ပဲသုံးလို့ရပြီလွဲပြောင်းလို့မရဘူးပြောင်းရင်ဒါမှမဟုတ်ပြည့်စည်ရင်ပိတ်ဆံပြည့်ပြန်ပေးရမယ်ဆိုတာကနည်းနည်းတော့ဟိုဟုတ်ပါတယ် လိုင်စင်ကကွန်ပျူတာတလုံးကပဲအကျုံးဝင်တယ်။စစ်ဖြောင်းတုံးကျင်ရင်လိုင်စင်အသစ်ဝေးရမယ်။ဟုတ်ကဲ့။လိုင်စင်ဒါမှမဟုတ်ကွန်ပျူတာဖြောက်ဆုံးပျက်စီးအခိုးခံရရင်လိုင်စင်ပြန်ထုတ်ပေးဖို့အတွက်ဝေစည်းအတိုင်းနီးပါးငွေပြန်ပေးရမယ်လို့ဆိုထားတာကတုံးဆွေတို့အတွက်တော်တော်လေးဝန်တူဝန်ပူဖြစ်စင်နေတဲ့အချက်ပါ။ဒါကိုလည်းကြိုးတိထားရမယ်။တော်တော်သတိထားရမယ့်အချက်ပဲ။ installation နဲ့တင်တန်းငွေပေးရှင်မှုနဲ့ပြန်အငွေ policy ကတော့ဘယ်လိုလဲ installation ကိုတော့ awaiting online support နဲ့လုပ်ပေးပါတယ် ပထမနဲ့ AMC နဲ့အတူ online တင်တဲ့နဲ့အခြေခံပေါင်းချာ report ပြင်ဆင်မှုတွေကိုအခမဲ့ပေးပါတယ်။ဟုတ်ဟုတ်ကဲ့။ဝီဖီချင်ဘိုးတွေကတော့ဘန်လွယ်တိုမိုအိန္ဒိယမှာခေတ်စားတဲ့ UPI လိုစနစ်တွေတုံးနိုင်တယ်လို့ဖော်ပြထားတယ်။အရေးကြီးဆုံးသတိပြုရမယ့်အချက်ကတော့ software ဝယ်ပြီးရင်ဘာအကြောင်းပြချက်နဲ့မှငွေပြန်အမ်းမှာမဟုတ်ဘူးဆိုတာပါပဲ။လုံးဝပြန်မမ်းဘူးပေါ့။အော်လုံးဝပါ။ဒါကြောင့် assist ဆိုတဲ့အချက်နဲ့ပေါင်းပြီးစဉ်းစားရင် mobile ခေတ်မှာ demo version ကိုတေချာစမ်းသပ်သုံးဆက်ပြီး ကိုလိုအချက်နဲ့ကိုင်ရလားဆိုတာတေချာကဲ့ဖြတ်ဖို့လိုရပါတယ်။ Okay ဒါကတော့ offline software နဲ့ပတ်သက်တဲ့အချက်တွေပေါ့တော်တော်လေးအသေးစိတ်ကြပြီးတတိထားစရာတွေများသားပဲ။ကဲအခု online software အတွက်အထောက်ပံ့တဲ့ AMC ဘက်ကိုကူးပြောင်းကြည့်အောင်။ဒီဘက်မှာတော့အချင်းညီဘလို့ကွာချမလဲ။ online software AMC ကတော့အဓိကအဖြစ် hotel ဆိုဆေးရုံလို့စင်းကိုင်အင်ချမေလုံခြုံရေးနဲ့ company website တွေလိုမျိုးပေါ့လေ။တိုးဆဲသူလိုအပ်ချက်အတိုင်းစိတ်ကြိုက်ဖန်တီးထားတဲ့ customized web page software တွေကိုထိန်းသိမ်းပေးတဲ့ဝန်ဆောင်မှုပါ။အော် web page တိအထောက်ပေါ့။ဟုတ်ပါတယ်။ तू က software တစ်ခုတည်းမဟုတ်တော့ဘဲအဲ့ဒီ software ကို online မှာအသုံးယူနိုင်အောင်လုပ်ပေးတဲ့နောက်ွယ်ကဝန်ဆောင်မှုတွေပါပါလာပါတယ်။အဲ့ဒီနောက်ွယ်ကဝန်ဆောင်မှုတွေဆိုတာဘာတွေကိုဆိုလိုတာလဲ။ AMC တဲ့မှာပါတယ်အထက်ကပါဝင်လဲ။ online software တစ်ခုအလုပ်လုပ်ဖို့ဆိုရင် internet ပေါ်မှာသူ့အတွက်နှီးစရာလိုတယ်လေ။အဲ့ဒါ hosting ပေါ့။ဟုတ်ကဲ့ hosting ။ပြီးတော့ လူတွေအလွယ်တကူရှာလို့ရမယ်လိပ်စာလေးလိုတယ်အဲ့ဒါ DNS ပေါ့ Domain Name System ပေါ့လေอืม DNS ကတိ MS ရဲ့ online AMC ထဲမှာအဲ့ဒီ hosting နဲ့ DNS စီမံခန့်ခွဲမှု software ရဲ့နည်းပညာထောက်ပံ့ bug ပြင်ဆင်မှု cloud hosting နဲ့ချိတ်ဆက်မှု ပုံမှန် update တွေလုပ်ပေးတာပြီးတော့ software level မှုမရတတ်အောင် zero downtime လို့ခေါ်တာပေါ့အဲ့ဒါကိုစီမံခန့်ခွဲပေးတာတွေပါဝင်တယ်လို့ဆိုပါတယ်ဟုတ် ဒါဆို offline နဲ့ရင်ရင်အားစားချက်တွေတူတူများတာပေါ့ hosting နဲ့ DNS ပါပါဝင်တယ်ဆိုတော့ဟုတ်ပါတယ်ကနာအူ software ဝင်ယူမှုနဲ့အတူပထမတစ်နှစ်အတွက် AMC ရဲ့ hosting ရဲ့ DNS ရဲ့ကိုအခက်မဲ့ပေးတယ်ဆိုတာကအားသားချက်တစ်ခုပါပဲဟုတ်ကဲ့ပထမနှစ်အခက်မဲ့လုံခြုံတဲ့ cloud hosting နဲ့ချိတ်ဆက်မှု system update တွေ real time server ဆောင်ချီမှုတွေပါဝင်မယ်လို့ဖော်ပြထားတယ်သူတို့ကယုံကြည်မှုပွေလင်းမြန်တာမှု ရေရှည်ဆက်ဆံရေးကိုအလေးထားတယ်လို့လည်းဆိုပြန်ရောဒါပေမဲ့တတိထားမယ့်အချက်တွေလည်းရှိရောမှာပဲ online software AMC ရဲ့အသေးစိတ်အကျုံးဝင်မှုတွေအထူးသဖြင့်ကန့်သက်ချက်တွေအရောဘလို့ရှိလဲဟုတ်ကဲ့ bug ပြင်းစင်တာနေပညာ update တွေ patch management တွေလုပ်ပေးမယ်ပထမနေ့အတွက် DNS နဲ့ hosting ထိန်းသိမ်းမှုပါဝင်မယ် software ရဲ့ performance ပိုကောင်းလာအောင်အကြံဉာဏ်ပေးတာမျိုးလေးပါမယ်อืมဒါပေမဲ့ရေးကြည့်တာက မူလသဘောတူထားတဲ့ဒီဇိုင်းပင်ပါက customization တွေ feature အသစ်ထတော်တာမျိုးတွေတော့ AMC အောက်မှာအကျုံးမဝင်ဘူးဒါတွေကတီးခြားငွေပေးချရမယ် development ဝန်ဆောင်မှုတွေဖြစ်သွားပါပြီ။အော်အဲ့ဒါကတော့ development request ထည့်သွားပြီပေါ့ဟုတ်ပါတယ် AMC ကလာနဲ့တက်တန်းကျိုးတဲ့ကိစ္စကတော့ပထမနေ့အခမဲ့ဆိုပေးမယ်နောက်ပိုင်းတော့ဘယ်လိုလဲဒီနေရာမှာ offline နဲ့ကြွားချမှုရှိတယ်ဗျာပထမနေ့ AMC hosting နဲ့ DNS ဝန်ဆောင်မှုတွေကဂနုဝယူမှုနဲ့အတူအခက်မဲ့ပါဝင်နေ။အာဟုတ်ကဲ့။ဒါပေမဲ့ပထမနှစ်ကုန်ဆုံးပြီးနောက်မှာတော့သုံးဆွယ်သူက AMC အတွက်ရော hosting နဲ့ DNS အတွက်ပါလက်ရှိဈေးဝယ်ပေါ်စီဒါမှမဟုတ် hosting provider ကတရားဝင်တောင်းခံတဲ့ငွေတောင်းခံလွှာတန်းတက်တန့်တွေရမှဖြစ်ပါတယ်။อืมဆိုတော့နှစ်စဉ်ဆက်ကြိုက်ကုန်ကြစေရှိနေမယ်ဆိုတာပေါ့။အတိအကျပါပဲ။ နစ်စင်ကုန်ကြစေရှိနေမယ် hosting နဲ့ DNS ကိုသူတို့ကိုယ်တိုင်စီမံတာမဟုတ်ဘူးဆိုရင်တော့တာဝန်ယူဖို့ဘယ်လိုကွာသွားမလဲဒါကအရန်အရန်အရေးကြီးတဲ့ချက်ပါသူတို့က hosting provider မဟုတ်တဲ့အတွက်တကယ်တမ်း hosting ဝန်ဆောင်မှုပေးနေတဲ့ third party company တွေချွန်းညှမှုကြောင့်ဖြစ်လာတဲ့ server down တာတို့ data ပျောက်တာတို့ server ပျောက်တာမျိုးတွေအတွက်သူတို့မှတာဝန်မရှိဘူးလို့ရှင်းလင်းစွာဖော်ပြထားတယ်ဗျအာဟုတ်လားဟုတ်တယ်တောင်းဆွေသူကဒီ risk ကိုလက်ခံရမှာပါอืม တတော်နည်းနည်းစဉ်းစားစရာပဲနောက်တစ်ခုက software customization policy ပါသူတို့ပြောတာက software ကိုတုံးဆွဲသူလိုအပ်ချက်အတိုင်းအစကတည်းကအပြည့်အဝ customize လုပ်ပေးထားပြီးသားဟုတ်ကဲ့ installation လုပ်ပြီးသွားရင် AMC အောက်မှာတော့ software ရဲ့ဖွဲ့စည်းပုံ structure ပေါ့ဒါမှမဟုတ်လုဆောင်ချက်ပိုင်းဆိုင်ရာ functional ပိုင်းဆိုင်ရာပြင်ဆင်မှုတွေကိုလုပ်ပေးမှာမဟုတ်ဘူးအော် installation ပြရမှာရောဟုတ်တယ် feature အထက်ထထိုးတာပဲဖြစ်ဖြစ် system ကိုတိုးချဲ့တာပဲဖြစ်ဖြစ်ဒါတွေကိုတိချက်ငွေပေးချီရမယ်တုံမြင့်မှုတောင်းဆိုချက် paid enhancement request ဖြစ်ပေတတ်မှတ်မယ်လို့ဆိုပါတယ် data နဲ့ backup ကိစ္စကတော့ online မှာဘလို့လဲ offline နဲ့တူတူပဲလားအခြေခံအားဖြင့်တော့တူညီတဲ့သဘောတရားပါပဲတုံးဆွဲသူမှာပဲ data backup တွေကိုလုံခြုံအောင်ထိန်းသိမ်းဖို့တာဝန်ရှိတယ် server ချွေမှု hosting downtime ဒါမှမဟုတ်တုံးဆွဲသူပေါ်ဆမှုကြောင့် data ဆုံးရှုံးမှုအတွက်ကုမ္ပဏီမှာတာဝန်မရှိဘူးလို့ထားလောင်းအတည်ပြုထားပါတယ် backup ကတော့ကိုတာဝန်ပဲပေါ့နော်ဟုတ်ကဲ့ကိုတာဝန်မှာပဲသူတို့က good fake partnership ဆိုတဲ့အတုံးတုံးကိုလည်းတုံးထားသေးတယ်နော်သဘောရိုးဖြစ်ပူပေါင်းဆောင်ရွက်ခြင်းပေါ့ဒီလောက်တင်ချက်တဲ့စီကံချက်တွေနဲ့ကြတော့ဒီစကလုံးကဘယ်လောက်ထိအလုပ်ဖြစ်မလဲဒါကစိတ်ဝင်စားစရာမျိုးကုန်းပါပဲစာမင်းမှာတော့ပွင့်လင်းမြင်သားမှုယုံကြည်မှု အပြန်လန်လေးစားမှုနှုတ်ပွင့်လေးနဲ့ဆက်သွယ်ရေးကိုအခြေခံကင်းရေရှည်လုပ်ငန်းဆက်ဆံရေးဒီဆော့ဖို့နှုတ်နှဖာသဘောတူညီကြတယ်ဆိုတဲ့သဘောပါပဲ။အင်းစာထဲမှာတော့အဲ့လိုဆိုထားတာပေါ့။ဟုတ်တယ်။ဒါပေမဲ့လက်တွေ့မှာတော့ဒီလိုရှည်လျားရှုပ်ထွေးတဲ့စည်းကမ်းချက်တွေတာဝန်ယူမှုကန့်တချက်တွေကအာဏာချင်းခွင့်ရကိုဝန်ဆောင်မှုပေးသူဘက်ကိုပိုပြီးရိမ့်စေသလားလို့မေးခွန်းထုတ်เสียရှိတာပေါ့လေ။ဟုတ်ကဲ့။တရားစီရင်ပိုင်ခွင့်ကိုတော့ ဒီ online MC အပိုင်းမှာတီးတန့်ထပ်ဖော်ပြထားတာမတွေ့ပေမယ့်ရေဗီရီယာထင်တော် Hyderabad Bay ဖြစ်နေခြင်းများပါပဲ။ကောင်းပြီ offline နဲ့ online software အတွက် AMC နဲ့အထောက်ပံ့ဆိုင်ရာအချက်တွေကိုအတော်လေးစုံစုံလင်လင်ဆွေးနွေးခဲ့ပြီးပြီဆိုတော့အခုအဓိကကွာခြားချက်တွေနဲ့တတိပြုစရာအချက်တွေကိုပြန်ပြီးဆွဲထုတ်ကြည့်အောင်ဘာတွေကိုမဖြစ်မနေမှတ်ထားသင့်လဲ။အဓိကကွာခြားချက်တွေကို hosting နဲ့ DNS ပါဝင်မှုကရှင်းပါတယ်။ online မှာပထမနေ့အခမ်းအနားပါဝင်ပြီးနောက်ပိုင်းနေ့စဉ်ကြီးရှိပေမဲ့ offline မှာလုံးဝမပါဘူးဟုတ်ကဲ့အဲ့ဒါရှင်းလေငွေပြန်အမ်းမှု policy မှာ offline အတွက်လုံးဝပြန်မအမ်းပါဆိုတာကို demo sample တိုက်တွန်းချက်နဲ့တူရှင်းရှင်းလင်းလင်းဖော်ပြထားတယ် online မှာတော့ဒီလောက်တိတိကျကျမတွေ့ရဘူးအင်း license တမချက်မှာလဲ offline ဟာ computer တလုံးစာဖြစ်ပြီး online ဟာ web based ဖြစ်လို့အထုံးပြုသူရေးအတွက်ဒါမှမဟုတ် ထခြား metric နဲ့သတ်မှတ်နိုင်တယ်ဟုတ်ပြီနှမျိုးလုံးအတွက်တူညီနေတော့အရေးကြီးဆုံးတတိပိတ်ချက်ကတော့ဘာဖြစ်မလဲအဓိကကတော့ data backup လုပ်ရမယ့်တောင်းအောင်ပါပဲဒါက offline ရော online ရောနှမျိုးလုံးအတွက်အလွန်အရေးကြီးပြီးသုံးစွဲသူရဲ့ပခုံးပေါ်မှာပဲရှိနေတယ်ဆိုတာကိုထပ်တလဲလဲအလေးပေးထားတာတွေ့ရတယ်ဒါကိုပေါ်ပေါ်ဆဆသဘောထားလို့လုံးဝမရပါဘူးတကယ်ပဲ data ကအသက်ပေကို as is သဘောတရားအဓိက offline အတွက်ပေါ့နဲ့ customization ကန့်တချက်တွေအထူးသဖြင့် online အတွက် installation ပြီးနောက်ပိုင်းကလေးကလည်းအရေးကြီးတယ်နော်ဟုတ်ပါရဲ့ software ကို လက်ရှိအခြေအနေတိုင်းဝေရတာ offline မှာဒါမဟုတ် customize လုပ်ပြီးသားကိုနောက်ထပ်အလွယ်တကူအမမဲ့ပြင်လို့မရတာ online မှာကိုနားလည်ထားမယ်อืมဟုတ်ကဲ့ဒါကြောင့် offline ဝယ်မယ်ဆိုရင် demo စမ်းဖို့ရန်ရည်ကြီးတယ် online ဝယ်မယ်ဆိုရင် ကိုလိုချင်တဲ့ feature တွေအကုန်ပေါင်းအစကတည်းကတေးချာဆွေးနွေးသဘောတူဖို့လိုအပ်တယ်။ဝယ်ပြီးမှဒါလေးလိုချင်တဲ့ဟိုအားလေးပြင်ချင်တဲ့ဆိုတာတွေကအပေါ်ကုန်ကြစိတ်တွေဖြစ်လာနိုင်တယ်။ဟုတ်ပါပြီ။ငွေပေးချေမှုစီကံချက်တွေကျူတင်ငွေတို့ငွေပြန်မအမ်းတာတို့နှစ်တရားစီရင်ပိုင်ခွင့် hydrate package တွေကလည်းနှမျိုးလုံးအတွက် တူညီတဲ့အရေးကြီးအချက်တွေပဲဆိုပါတော့မှန်ပါတယ်ဒီအချက်တွေက kitty sense တခုတည်းမဟုတ်ပဲတခြား software ဝန်ဆောင်မှုတွေရဲ့စီကံချက်တွေမှာလည်းတွေ့ရနိုင်တဲ့အချက်တွေမို့လို့ယူပီယာနားလည်မှုရှိထားတဲ့အခြေခံမှုတွေပါပဲကဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနစ်ချုပ်ရရင် Kitias Ms ရဲ့ offline နဲ့ online software တွေအတွက်ဝန်ဆောင်မှုစီကံချက်တွေမှာတုံးဆွဲတူတွေအနေနဲ့တရိထားရမယ့်အချက်တွေအများကြီးရှိနေတယ်အဓိကမှတ်သားထားရမှာတွေဒါတော့ data backup ကကိုတောင်းဝင် ဟုတ်ကဲ့ software ကို as is ဝယ်ရလားဒါမှမဟုတ် customization မှာကန့်ထက်ချက်ရှိတာอืม online မှာဆို hosting DNS ကုန်ကြစိတ်နဲ့ third party ရဲ့ဘက်မှာမိခေါ်ရမှု risk တွေဟုတ်ပါတယ်နှမျိုးလုံးမှာတာဝန်ယူမှုကန့်ထက်ချက်နဲ့ Hyderabad ရစရင်ပိုင်ခွင့်ရှိနေတာတွေပါပဲဟုတ်ပါတယ် no being we plan amber policy အထူးသဖြင့် offline ဥဒေပေါ့ပြီးတော့တင်ချက်တဲ့ license တတ်မှတ်ချက်တွေ offline မှာလေး ဒါလေးကိုလည်းထက်ထွင်းစဉ်းစားသင့်ပါတယ်ဒီလိုရှယ်လျားရှုံထွေးတဲ့ terms and conditions တွေကို agree မလုပ်ခင်တေချာဖတ်ရှုနားလည်ဖို့ကဘလို့အရေးကြီးတယ်လဲအင်းတကယ်အရေးကြီးပါတယ်တဖက်မှာပွင့်လင်းမြင်သားမှုလို့ပြောနေပေမဲ့တကယ်တမ်းမှာဒီစီကန်းချက်တွေကဝန်ဆောင်မှုပေးသူကိုကာကွယ်ပေးဖို့အဓိကရေးဆွဲထားတဲ့ဥပဒေမီအကာအကွယ်တကူဖြစ်နေသလားဟုတ်စဉ်းစားစရာပါတယ် ဒါဆိုရင် good faith partnership ဆိုတာကတော့စာရွက်ပေါ်မှာပဲရှိတဲ့စကားလုံးဖြစ်နေမလားဒီလိုရှုပ်ထွေးတဲ့စာချုပ်တွေကသုံးဆွဲသူနဲ့ဝန်ဆောင်မှုပေးသူကြားကအာဏာချင်းခွင့်ရှာကိုဘလို့တက်ရောက်မှုရှိနေတယ်လို့ထင်ပါတယ်ဒါကတကယ်ကိုစဉ်းစားစရာအချက်ပါပဲသုံးဆွဲသူတွေအနေနဲ့ကိုယ်အခွင့်အရေးနဲ့တာဝန်တွေကိုတိကျသိရှိပြီးနိုင်ရှင်သုံးသပ်ပြီးမှဆုံးဖြတ်တာကအကောင်းဆုံးကာကွယ်မှုပါပဲလို့ပဲပြောချင်ပါတယ်ကောင်းပါပြီဒီနေ့တော့ဒီလောက်နဲ့ပဲရနာကြအောင်နောက်ထပ်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ချိန်ပြန်လည်ဆုံတွေ့ကြပါမယ် Thank you for watching this video. If you like this, yep. please follow, like, share, and subscribe.